4ကတော့မောင်းရတာ Fortuner ထက်အများကြီးပိုမိုက်တယ်။ तू ကပြောလေလူနဲ့လေ तू ကပိုပြီး engage ဖြစ်တယ်ကားနဲ့လူနဲ့။ तू ဒီကားကိုထိန်းရတဲ့ control ဘိုင်းနေရလဲဘယ်လို Fortuner ထက်ပေါ့ပေါ့ပါပါရှိတယ်။ပေါ့ရှုရှုမဟုတ်ဘူးเนาะဘယ်လိုပိုပြီးတော့လွယ်ကူစေတာပိုပါ။ပြီးတော့ तू ရဲ့ power output ကပိုပြီး consistent ဖြစ်တယ်။အဲကျွန်တော်ဒီဟိုပါပေါ့ Fortuner ထက်ပိုပြီးတော့ပိုပြီးတော့အရင်ထကြွလေးလေပိုကောင်းတယ်။ အဲ power up ကိုလည်းပြီးရဲ့ power up ကပြီးရဲ့ feedback ကလည်းသူပို့ပို့ပြီးတော့မိုက်တယ် focus ကလို့မောင်းလို့ကတော့အများကြီးပိုကောင်းတယ် suspension suspension မှာလည်း focus ကအများကြီးပိုကောင်းတယ်ကျွန်တော်ကျွန်တော် fortuner ဒီလောက်မကောင်းဘူးကျွန်တော်တိတာကားပေါ်စထိုင်လိုက်ပြီးစမောင်းထွက်ခရရကိုကိုအရင်တိတာတယ်အဲ focus ကတော်တော်များများမှာအများကြီးပိုသားတယ်အခုကျွန်တော်ကျွန်တော်ပြောရဲ driving feeling လည်းအများကြီးပိုသားတယ်ပြီးတော့ဒီ control လုပ်ရရလည်းအများကြီးပိုသားတယ် ပြီးကားကဘလိုလေးကားဆိုင်တာကြီးနေတာဒီကားမောင်းရတာကျွန်တော်မပင်မန်း Fortuner ဆိုလည်းနည်းပင်မန်းနဲ့အဲဆိုတော့ကားကားဒီလိုဆိုင်ကြီးကားတွေရတော့ဗျာဟိုလိုကားအသေးလောက်တော့မပေါ့ပါဘူးပေါ့နော်ဒါပေမဲ့ရှင်လိုက်တယ်ဆိုရင် Ford ကအဲ Fortuner ထက်အများကြီးပို့ပြီးတော့ပေါ့ပေါ့ပပရှိတယ်ပို့ပြီးတော့လို့မိုက်တယ်မိုက်တယ်ဒီပေါ်ကောင်းတယ်ဆက်တန်လေးပါလေးလည်းပြောပို့လှတယ် Ford ကအခုကျွန်တော်မြို့ထဲမောင်းကြည့်နေရလူရှုပ်တဲ့နေရာမှာဆိုတော့ဒီကောင်မောင်းရတာမခက်ခဲနေဘူး ထားတာကြီးတာလူမပင်ပန်းသေးဘူးမခက်ခဲဘူးအဲ Fortuna နည်းနည်းလေးတယ်သူထက်ဆိုင်ရင်ကျွန်တော် steering ကိုရလာရေးလဲပူလေးတယ်ကားကိုထင်းရတယ်ပူလေးတယ်ပြီးတော့ဒီ liver နင်းတဲ့အချိန်မှာလဲသူကပူလေးပြီးပူစည်းသလိုခံလာရတယ်အာဒါပေမဲ့ Fortuna ဆိုတာကျွန်တော်တော်တော်လေးသဘောကျတဲ့ခါပါကျွန်တော်နဲ့တော်တော်လေးအဆင်ပြေတဲ့ခါဒါပေမဲ့အဲ့ဒီထားတော့မှကျွန်တော်ခု football တက်လိုက်တဲ့အချိန်မှာဖူကအများကြီးပုံမလုံးကောင်းတယ် အဲပြီးတော့ထိုင်ရတဲ့ခွင်နေပါတွေကကြတော့ folk ကပိုကျဲတယ်။သူတော့အများကြီးသူကပို့ပြီးတော့ဟို comfort ဖြစ်သွားစေတယ်။ထိုင်ရတာတော့ဒီလက်တင်ရတာတွေပါတွေရော folk ကတော့အဲ့ဒါတွေရော folk ကပိုမိုက်တယ်။သူကရှေ့ရတော့တိတ်မကွာဘူး။ကျွန်တော်နှစ်စီးရှင်ပြီးတော့ကျွန်တော်စမ်းကြည့်ထားတာ။ဒါပေမဲ့ဟိုဖြက်ကကြတော့ folk ကပိုကြီးတယ်။အကောင်လည်းပိုထွားတယ်။ဟင်းပြီးတော့ပိုပြီးတော့တကောင်မစကူလင်းပိုဖြစ်တယ်ပြောပါ။ပိုပြီးတော့ကြောက်ကြပြီတာရုပ်ဖက်ပိုထွက်တာပါတော့။ 4ကိုဒီလောက် suspension အောက်မယ်လို့ကျွန်တော်မထင်ထားဘူးဗျကျွန်တော် Fortuner တော့နည်းနည်းအဆင်ပြေနေလာပြီအဲဒီကောင်ကတော့ပို့ပြီးတော့ suspension ပို့ညိမ့်နေပေါ့ပေါ့ပေါ့ suspension ကောင်းမမကောင်းဆိုတာနှစ်ခုနှစ်မျိုးရှိသေးရပါတော့တစ်ခုရှိတာအဲ Fortuner ဒီကျွန်တော်ကအဲထားပေါ့နေရာဆုံးကျွန်တော်တုံးပြီးပြီကျွန်တော်တေချာလဲစမ်းထားသူလိုဖြစ်သွားတာပေါ့နော်၄နှစ်လောက်ကြီးလိုက်တာဆိုတော့အဲ့တော့ Fortuner ရဲ့ reliability ကတော့တေချာတယ်ကောင်းတာလုံးဝတေချာတယ် တော့ဒီသူ့ရဲ့အောက်ပိုင်းကလည်းအခုချိန်ထိကိုဘာမှမဖြစ်ဘူးအကုန်လုံးအဆင်ပြေတယ်ပြီးတော့ဟို maintenance fee ပေါ့နော် cost of ownership လည်းရန်ရန်တက်တာတယ်ဟို engine လဲတဲ့လက်ခလောက်ကလွှင်ဘာပစ္စည်းအပူတပြားတစ်ချမ်းမှကိုကိုမကုန်အဲဆိုတော့ဒီအောက်ပိုင်းပစ္စည်းလဲရတာကြီးပါလေ short bar လဲရတာကြီးဆိုလဲအခုချိန်ထိမရှိဘူးအဲ fork ကတော့ဟိုဒီသူကလည်း kilo အခုမှ16000ပဲရှိသေးရဆိုတော့အဲတကယ်အဲ reliability ဘယ်လိုနေလဲဆိုတော့ရှင်ပြောဖို့တော့ခက်တယ်ပြည့် အဲတကယ်လို့စီးပူးတဲ့သုံးပူးတဲ့ပိုင်ရှင်တွေရှိရဆိုရင်လည်းကျွန်တော်တစ်ချက်နည်းနည်းလေးပြောပြပါအောင်ကျွန်တော်လည်းအဲ့ဒါသိချင်လို့ပါနော်ပြုတ်ဒီ Everest မှာဆိုတော့တည်တည်မွမွအဆင်မပြေရလေးာဒီအဲအချင်းမရသေးလို့လည်းဖြစ်မှာပေါ့နော်ကျွန်တော်ဒီဟာထိုးလိုက်ရင်တော့ဒီအာဝအများနဲ့ကြော်ကြော်သွားတာကျွန်တော်အာဝထိုးရတာနည်းနည်းလေးတက်သေးတယ်အဲ့အာထိုးရင်လည်းဒါကြော်သွားတယ်ပြီးကျွန်တော်ဒီကနေအာသွားရင်လည်းဒါ parking ရောက်သွားတယ်ဒါတော့ဟိုဟာကျွန်တော်လေးချင်းနဲ့ assignment နဲ့ဒီခဏခဏကြော်တာနောက်တစ်ခုက သူ့ရဲ့ဒီ interior quality ကတော့ကျွန်တော်အဲ့လိုဒီထက်တော့ကျွန်တော်အများကြီးမျှော်လင့်ထားတာအဲတုံးထားတဲ့ဒီ leather သားလေးတွေရောဒီ plastic သားလေးတွေရောဒီ fortuner เนี่ยကျွန်တော်အမြင်ကတော့กว่าတယ်ကျွန်တော်အရန်တော့မပြောတော့ဘူးအဲဒီလိုနေရာလေးတွေပေါ့เนาะဒီလေးဆိုရင်ကျွန်တော်ဒီမှာပဲတစ်ချက်ကြည့်ကြည့်လိုက်ပေါ့ဒီများသောအားဖြင့်သူ hard plastic တွေတုံးထားတာများတယ်ပြီးတော့အဲ hard plastic quality လေးတွေကလည်း ျွန်တော်အရင်တိတ်ပေါ်မတွေ့ဘူးအဲပေါ်ကျူနာတောက်ကိုကိုတိတ်အဆင်မပြေဘူးကျွန်တော်မျက်လုံးနေတော့အဲပြီးတော့စီစာနှုံစီစာနှုံမှာကအဲဓာတ်ဥရင်ပိုင်ရှင်ကသူမျိုး highway သွားတာများတယ်လို့ပြောတယ်ဒီ highway ကောဓာတ်ဥမျိုးတွေနည်းနည်းရှိတယ်ပေါ့နော်အတိအကျတော့မဟုတ်ဘူးအဲ့ဒီမှာသူဒီ9.6လောက်ရတယ်10နီးပါးလောက်ပေါ့อืมကျွန်တော် Fortuner ကကြတော့ကျွန်တော်အရင်ကစမ်းထားတာအမြန်လမ်းမှာနံပါတ်2တော့အမြန်လမ်းမှာအဲဒီကောင်က2.7ဟော8လောက်ရတယ်အဲ့တော့ highway မှာဆိုလဲ Fortuner အနေနဲ့ပိုတက်တာတယ်ပြီးတော့မြို့တွင်းမြို့တွင်းမှာကြတော့ကျွန်တော်တစ်ချက် confirm ပြန်ပြောပေးမယ်ကျွန်တော်ခုမြို့တွင်းကိုကျွန်တော်ပတ်စံကြည့်တာအဲ Fortuner ပိုတက်တာအနေနဲ့ပတ်မောင်းကြည့်ပြီးတော့သူ့ဟောက်တစ်ချက်တွေ့ကြည့်တာအဲ73လောက်ရောက်နေတယ်73ဆိုရင် အဲ Fortuner တော့မတက်တာမတက်တာတော့ဗောနော်ဟိုလိုသူ့သူစီရှားရလို့တော့ပြောလို့မရ Fortuner တော့တရားမျိုးတယ်မောင်းတာလည်းအဲ့လောက်မရဘူးအဲ review တော့မှကျွန်တော် comment မှာကျွန်တော်အဲ့ထားလေးပြန်ဆန်းပြီးတော့ကျွန်တော်ပြန်မှတ်ထားပေးမယ်ကားတစ်စီးကကျွန်တော်တို့မကြိုက်တိုင်းသူကမကောင်းနေတာမဟုတ်ဘူးကျွန်တော်တို့ကြိုက်တိုင်းလည်းအဲတကယ်ဝယ်သုံးမဲ့လူနဲ့အရှင်ပြေချင်မှပြေမှာဒီတော့ဟိုကားတစ်စီးဝယ်မယ်ဆိုရင်ကိုယ်နဲ့တကယ်အရှင်ပြေမဲ့ကားကိုပဲကိုယ့်ကိုယ်ဆုံးဖြတ်ပြီးတော့ဝယ်ပေါ့နော်ကားဒီ အဲတကယ်ကောင်းနေလားမကောင်းနေလားဆိုတာကတော့တကယ်ဝယ်သုံးတဲ့လူပေါ်ပဲမူတည်ပြီးတော့ဆုံးဖြတ်မှာဖြစ်တယ်